සිංහලා <coughs> වශයෙන් နေပြည်တော်ခေတ်သစ်တရင်ဌာနကနေတရင်များကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးတရင်တစ်ပုဒ်အနေနဲ့ရုရှားပြန်မြန်အောင်လိုင်းကိုကြိုးဆိုဖို့နန်းစီရီယံဝန်ထမ်းများစစ်လော်ပြီးအမှုပညာရှင်များစစ်တပ်လောက်ခံဖွဲ့များကိုစစ်ကောင်စီကဆင့်ခေါ်ပြီးနေပြည်တော်လေးစိတ်မလန်းတခြား CC ကကကြိုးဆိုခိုင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရုရှားပြန်မြန်အောင်လိုင်းကိုကြိုးဆိုဖို့နန်းစီရီယံဝန်ထမ်းများအမှုပညာရှင်များစစ်တပ်လောက်ခံဖွဲ့တွေကိုစစ်ကောင်စီကနေပြည်တော်ကိုစတင်ဆင့်ခေါ်နေပြီဖြစ်တယ်လို့နေပြည်တော်တပ်သတင်းရင်းမြစ်တွေကပြောဆိုပါတယ် မလ9ရက်နေ့နေပြည်တော်ကိုပြန်လည်ရောက်ရှိလာမယ်အကြံဖတ်မင်းအောင်လိုင်းကိုကြိုဆိုဖို့မြန်မာနိုင်ငံရုပ်ရှင်အစင်ယုံမှအမှုပညာရှင်များအဆိုတော်များဟာသတိရုပ်ဆောင်များ WNP ပါဝင်စစ်ကောင်စီလောက်ခံအဖွဲ့အစည်းများနိုင်ငံတော်မှနန်းစီဒီယံဝန်ထမ်းများခြေကံပညာထက်တန်းကြောင့်မှကြောင်းသားကြောင့်သူများပါဝင်စစ်တပ်နဲ့ပတ်သက်နေတဲ့အဖွဲ့အစည်းများကိုနေပြည်တော်ကိုလာရောက်ဖို့ဆင့်ခေါ်နေခြင်းဖြစ်ကြောင်းသိရပါတယ်အကြံဖတ်မင်းအောင်လိုင်းကိုကြိုဆိုရမှာရခိုင်ထပ်ပေါ်ပြီးကြီးကြီးကျယ်ကျယ်ခန့်ခန့်နာနာစီစီကားကားကြိုဆိုဖို့ပြင်ဆင်ခိုင်းနေပြီးအိုးစီပုံပေါင်းများနဲ့နေပြည်တော်လေးစိမ့်မှလည်း န်တလျှောက်ကြိုးဆိုဖို့လှုံ့ဆော်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ရုရှားခီးစင်ကအာရဂျီနယ်ပွဲဖြစ်တဲ့အတွက်ခါရိုင်းခီးစင်အနေနဲ့မတူကြီးကြီးကျယ်ကျယ်ခက်ခက်နာနာကြိုးဆိုဖို့လှုံ့တာတီဝိုင်းတွေအိုးစီဒိုဘတ်တွေလည်းပါတယ်ဖနိုင်းတွေလည်းစရိုက်နေကြပြီးမနက်ဖြန်နေပြီးတော့ကိုချိုရဖို့တချို့ဘွဲ့ရီခေါ်ထားပြီးလို့နေပြီးတော့တက်တဲ့ရင်းမြစ်တွေကဆိုပါတယ်။မင်းအောင်လိုင်းရဲ့ရခိုင်နိုင်ငံသားပြန်ခီးစင်နေမှာအကယ်ဒမီစင်ရောင်မောင်မောင်မိသန်းနူးမိတင်စာဦးရှန်အောင်ခန့်စီသူဆိုမြတ်သူစားစားတဲ့စတက်ထောက်ခံတဲ့အမှုပညာရှင်များဒိန်းအောင်ဦးဆောင်တဲ့စတက်ဘတ်တော်သားဟာ လူရှင်တော်များအဆိုတော်ရှင်လေးအပါဝင်စစ်တပ် lobby တွေကတက်တက်ကြွကြွပါဝင်ကြိုဆိုခဲ့ပြီးအခုရုရှားပြန်ခီးစင်မှာလည်း၎င်းတို့ဆက်လက်ပါဝင်အောင်မှာဖြစ်ကြောင်းသိရပါတယ်။ဗလာကိုရည်နေမင်းအောင်လည်းရုရှားပြန်ခီးစင်ကြိုဆိုရေးအတွက်ကုန်ကြစည်နဲ့နေအတွက်ခါတွေကိုဝန်ကြီးဌာနဆိုင်ရာနဲ့စစ်တပ်နဲ့မိဖက်စည်းဝိုင်းလုပ်ငန်းတွေကကြားခံမှာဖြစ်ကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုံးအနေနဲ့ချက်အမှတ်54လေးချိန်မြောင်လီလန်တောင်ဆန်းစုကြည်ရှိနေအဖွဲကန့်ကွက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလန်အင်းရကံပေကအမွေဆိုင်အငင်းပွားမှုရှိနေတဲ့ချက်အမှတ်54နဲ့နေအိမ်ကိုကြံခင်းစီလျှော့ပြီးလေးချိန်မြောင်လီလန်တင်ရောက်ချဖို့ဦးအောင်ဆန်းဘက်ကတင်ပြထားချက်ပေါ်တောင်ဆန်းစုကြည်နဲ့ရှိနေအဖွဲကမလာ6ရက်နေ့ရုံချိန်မှာကန့်ကွက်လာတင်လိုက်တဲ့လို့တရားရုံးနဲ့နှိဆက်သူတွေကပြောပါတယ်။ဒီအိမ်နဲ့ချက်ကို3ချိန်တိုင်တိုင်းလီလန်တင်ရောက်ချခဲ့ပေမယ့်အောင်မြင်မှုမရှိတာကြောင့်ဈေးလျှော့ပြီး நீட்டாம လီလန်တင်ရောင်းချဖို့တရားရုံးကိုလျှောက်ထားတာကဥပဒေနဲ့မညီဘူးဆိုပြီးကန့်ကွက်ခဲ့တာလို့အမှုအခြေအနေကိုသိရှိတဲ့တရားရုံးနဲ့နှိစက်သူတွေကပြောပါတယ်။ကမာရွတ်ခရိုင်တရားရုံးရဲ့အစီအစဉ်နဲ့ဒီအိမ်နဲ့ချက်ကိုကျပ်ငွေ315ဘီလီယံနဲ့ပထမကြိမ်300ဘီလီယံနဲ့ဒုတိယကြိမ်169ဘီလီယံနဲ့တတိယကြိမ်လီလန်တင်ရောင်းချခဲ့ပါတယ်။လက်ရှိမှာနောက်ဆုံးကျန်ငွေစီးကျပ်ငွေ269ဘီလီယံကနေ290ဘီလီယံထိ29ဘီလီယံဈေးလျှော့ပြီးလီလန်တင်ရောင်းချဖို့ဒေါအောင်ဆန်းစုကြည်ရဲ့အကူဖြစ်သူဦးအောင်ဆန်းဘက်ကတရားရုံးကို ိုတင်ပြထားပါတယ်။တောအောင်ဆန်းစုကြည်ရဲ့ရှိနေဖွဲ့ကကန့်ကွက်ထားတာကြောင့်လာမင်မလာ20ရက်နေ့မှာနှစ်ဖက်စလုံးကရှောက်လဲချက်ပြီးဖို့တရားရုံးကဆုံးဖြတ်ခဲ့ပါတယ်။ဒီမှုနဲ့ပတ်သက်လို့တောအောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးဖို့လိုအပ်တာကြောင့်ရှိနေဖွဲ့ကတောအောင်ဆန်းစုကြည်နဲ့လူချင်းတွေ့ခွင့်ရဖို့စကောက်စီတာဝန်ရှိသူတွေကိုတရားဝင်တောင်းဆိုထားပြီးမြဒီကနေ့ထိတွေ့ခွင့်မရသေးဘူးလို့ဆိုပါတယ်။တောအောင်ဆန်းစုကြည်နဲ့လူချင်းတွေ့ဆုံခွင့်ပေးမပေးကိစ္စပေါ်စကောက်စီရဲ့သဘောထားတည်နိုင်ဖို့စကောက်စီပြောခွင့်ရသူဘိုးချုပ်စောမင်းထွန်းကိုဆက်သွယ်ခဲ့ပြီးမြဖုန်းလက်ခံဖြေဆိုတာမျိုးမရှိပါဘူး။ ။ဒေါအောင်ဆန်းစုကြည်ကပြီးခဲ့တဲ့စစ်ဆိုရလက်ထက်ကချမ်းမတ်54နီးအိမ်မှာအထည်ကျုံးနဲ့ဖျက်ဆီးခဲ့ပြီးမြင်အခုတကောင်းအာနာသိပြီးနောက်မှာတော့ပြင်ပကဘာနဲ့အဆက်အသွယ်ဖျက်ခံထားပြီး2029နှစ်ဆက်လက်ကြခံနေပါတယ်။နောက်ထပ်တပုန်နေရန်ကုန်တိုင်းတန်လျက်စုံအေယာဝတီရေတပ်စကန်းဌာနချုပ်မှရေတပ် ဦးစည်းကျုပ်ဘုချုပ်ကြီးထိုင်ဝင်းအမည်နဲ့အရေးပေါ်ရတရားအတွက်ပဋ္ဌာန်းညွန်ဤတနံများပို့ချတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းကုန်းတိုင်းတန်လျဲဆုံးအေရရီရှိတဲ့စကန်းဌာနချုပ်မှရှိတဲ့ဦးစည်းကျုပ်ဘုချုပ်ကြီးထိုင်ဝင်းအမည်နဲ့အရေးပေါ်ရတရားအတွက်ရှစ်ဖက်ပူဇော်နိုင်ဖို့ပဋ္ဌာန်းညွန်ဤတနံများပို့ချနေပြီးရှိတဲ့ဦးစည်းကျုပ်ရဲ့ဇနီးပါဝင်အရာရှိဇနီးမှန်သမျှအားလုံးတက်ရောက်နေကြောင်းရှိတဲ့တရင်အရင်မြစ်တွေကပြောပါတယ်။ မလာတရနီမ9ရက်နေ့ထိအရာရီရေတက်စကန်ဌာနချုပ်ဓမ္မယုံမှာပဋ္ဌာန်းညွန်နီတင်နန်းဖွင့်လှစ်နေခြင်းဖြစ်ပြီးငွေလှယတနာအပိဓမ္မတင်နန်းမှုမှာအငင်းစာဘောချုပ်တင်ငွေရဲ့တမိနဲ့စစ်စည်းဆရာဝန်တယင်းမှုရဲ့ဇနီးခေတနာဦးတို့ကဦးဆောင်ပြီးတင်နန်းပို့ချနေတာဖြစ်ပါတယ်။အဆိုပါပဋ္ဌာန်းညွန်နီတင်နန်းကိုကာကွယ်ဦးစီးချုပ်ရေးဘောချုပ်ကြီးထင်ဝင်ရဲ့ဇနီးနဲ့အတူရရှိများရဲ့ဇနီးများတက်ရောက်နေပြီးတင်နန်းတက်ရောက်ခြင်းမရှိသူတွေကိုအရေးယူမယ်လို့ဆိုပြီးမဖြစ်မနေတက်ရောက်ခိုင်းခြင်းဖြစ်ကြောင်းသိရပါတယ်။မလာ9ရက်နေ့မှာတင်နန်းစဉ်ပွဲနဲ့စူပီဝဲပြုလုပ်သွားမှာ ဖြစ်ပြီးရေတပ်ဌာနချုပ်ဓမာယုံမှလည်းညနေ၄နာရီမိနစ်30ကစပြီးနေ့စဉ်ဓမ္မစကြာတုတ်တန်ရွတ်ဖတ်ဖို့အမိန့်ထုတ်ထားကြောင်းသိရပါတယ်။ အရာရီဟိတစကန်ဌာနချုပ်တန်လျက်စုံမှပဋ္ဌာန်းတင်နှံခုနှစ်ရက်ဖွင့်လှစ်နေပါတယ်။ကာကွယ်ဦးစီးချုပ်ရေးဘူချုပ်ကြီးထင်ဝင်းရဲ့မိမကိုရိုင်းတက်ရောက်နေပါတယ်။အရာရှိစနီးတွေအကုန်မတက်မနေရဆိုပြီးမတက်ရင်ရေးယူမယ်လို့ပြောလို့အကုန်လုံးတက်နေရတယ်။ရှီတက်ဌာနချုပ်ဓမာယုံမှလည်းနေတိုင်းတမဆက်ချာတုတ်တန်းရုပ်ဖက်ရမယ်ဆိုပြီးအမိန်ထုတ်ထားတယ်လို့တက်တွင်တင်အရင်မြစ်တွေကပြောပါတယ်။နောက်ထပ်တပုံးနေနဲ့မင်းရောက်လိုင်းကပူတင်ကိုဖျားပြားလိုက်တော့ရကြွမင်းလို့တင်စားစေခဲ့သူလက်သေးတင်ရခန့်မှာစစ်ကောင်စီဒုတိယနိုင်ငံခြားရေးဝန်ကြီးလွင်ဦးဖြစ်တဲ့အကြောင်းတင်ဆက်ပေးပါ ါမည်။ရုရှားနိုင်ငံမော်စကိုမှာရုရှားကောင်းဆောင်ပူတင်နဲ့မင်းအောင်လိုင်တို့မလ၄ရက်နေ့တွေ့ဆုံစဉ်မင်းအောင်လိုင်ကပူတင်ကိုမျက်စွာဖျားရဲပြလိုက်တော်လာကြွမင်းဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုပြီးအဲ့ဒီအကြောင်းရှိသားထားတဲ့စာအုပ်ကိုလည်းပူတင်ထံကိုပေးရခဲ့ပါတယ်။ အဆိုပါစာအုပ်ကိုအခိုင်အမာသူတည်တနာစာရန်မရှိဖင်ရဟောဟုတ်မဟုတ်အတိမပြုတ်နိုင်ပဲရှာဖွေဖို့ထုတ်ရေးသားသူမှာကလောင်ကြီးမောင်လင်းမြင့်လို့တုံးဆွေးနေတဲ့ရခုစစ်ကောင်စီရဲ့ဒုတိယနိုင်ငံခြားရေးဝန်ကြီးလွင်ဦး1961ဇန်နဝါရီ31ဖွာဖြစ်ပါတယ် မောင်လွင်မြင့်မှာပါဠိစာကြီးဦးစောဆိုသူမြည်သူမန်းမသိရင်စာရေးသူတဝရေ1938ခုနှစ်ကထုတ်တဲ့စာအုပ်မှာစာမျက်နှာ48ပါစာအုပ်ကြီးကိုကိုကပင်ရုရှားနဲ့မြန်မာပြည်ချစ်ချင်းကိုအမွန်တင်မြင့်ရေးခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်ခန့်2023ဖေဖော်ဝါရီ3ရက်နေ့သတင်းစာမှာမောင်လွင်မြင့်ကရှိသားခဲ့တာကမြန်မာနိုင်ငံနဲ့ရုရှားနိုင်ငံတို့ကပထဝီတင်နီယာအနေထိုင်းရာမိုင်ပေါင်း၄လောင်ကျော်ဝေးကွာတော့လေဒီကနေ့လက်ရှိကာလမှာနှစ်နိုင်ငံအကြားဆက်ဆံရေးမှာမိတ်ဆွေရင်းမကညီအစ်ကိုပမာစိတ်ချင်းနှလုံးသားချင်းဆက်နွယ် ပန်လျက်ရှိပါသည်1948ခုနှစ်ဖေဖော်ဝါရီလ18ရက်ကစပြီးတပ်တမဆက်ဆံရေးစတင်ခဲ့ရအခုနှစ်မှာ85နှစ်တိုင်တိုင်ပြည်မြောက်ခင်တာဖြစ်ပြီးစင်ရတုအချိန်ကာလနဲ့တိုက်ဆိုင်စွာပဲနိုင်ငံဆက်ဆံရေးကတမိုင်းကြောင်တလျှောက်အထွန်းလင်းတောက်ပါဆုံးအချိန်ကာလပဲဖြစ်ပါသည်မူလရှိရင်ဆိုရင်နိုင်ငံဆက်ဆံရေးကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဘုတ်ချုပ်မူကြီးမင်းအောင်လိုင်းရဲ့ဦးဆောင်မှုအောက်မှာတည်တာထင်ရှားစွာတိုးတက်လာခဲ့တယ်လို့ရှိသားထားပါတယ်စစ်ဘိုလ်လူတော်ပြည်တွင်မောင်းလွင်မြင့်ရင်မြောင်လုံးပင်လုံးနေမှာတလောင်းနေမြည့်ရအ စပဲရှိပါသေးတယ်။2015လောက်ကင်စစ်ပွဲအတွင်းတရုတ်ဘက်ကိုလက်နက်ကြီးချော်ပစ်တဲ့အတွက်ယာဒူးမှနားလိုက်ရတဲ့လက်ရှိနိုင်ငံသားဒုတိယဝန်ကြီးကသူ့ကိုဆက်လက်ပြီးတန်တမန်ယာဒူးအဲဒီမှာတစင်းဝန်ကြီးနေရာပေးထားတဲ့သူ့ဘော့စ်ကိုဆက်ဖားပြန်ပါတယ်။ ကြာလေးတော်ရှိနေတယ်ဆိုပြီးကောင်းစင်ခွဲအောင်မှာသူ့ဆောင်းလို့နေချစ်ချင်ကြီးကိုဆက်လက်ကလောင်သွင်းပြန်ပါတယ်။သူကသွင်းနေသူကစာမတန်းစာရေးဆရာတို့တက်တဲ့စုတူပြုအတက်မှလည်းခြာတူးလန်လာပြီးသူကိုးကားတဲ့ပုံအုပ်မှာမြည်တိကကမှာဘောင်တန်းဝင်ထားတဲ့တမိုင်းမဟုတ်သူ့အရေးသားကတော့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်ပြီးတမိုင်းကြောင်အစဉ်လာများစွာရှိခဲ့တဲ့အဲ့ဒီထက်ပိုပြီးဂေါတမမြတ်စွာဘုရားလက်ထက်ကပြာဒိတော်ရှိခဲ့ရာအခုဖြစ်ပေါ်တိုးတက်မှုကကျန်းကန်လာဖရာဟောနဲ့အညီဖြစ်တဲ့လျောက်ကျက်တည်မင်္ဂလာဖျားပြပြေးဝါရဖြစ်စဉ်တစ်ခုဖြစ်ပါရင်ကျန်းကန်လာစာကိုတင်ပြရသောမဟာပိတကပဏိတပွင့်ခံပါဠိစီရတော်ကြီးဦးစောရေးသားတဲ့ဦးအောင်စင်ရအထုပ်ပတိစာမျက်နှာ48မှာဖော်ပြထားတာက ပြာဒိတော်လာမဟာမင်းလိုကောင်းစဉ်တက်ထားပြီးအချိန်မှာအဲ့ဒီနောက်တော်မကျွမ်းမင်းကမြေစီမြေဦးများ ားကိုတူယူခဲ့ပြီးအဲ့ဒီမြေစီမြေဦးတို့နဲ့မြတ်စွာဘုရားကိုပူဇော်သက်္ကာရပြုတဲ့ဒီလိုပူဇော်တာကိုမြတ်စွာဘုရားခံယူတော်မူပြီးပြုံးတော်မူတယ်ပြုံးတော်မူတဲ့အကြောင်းကိုညီတော်အာနန္ဒာကရှောက်ထားတော့မြတ်စွာဘုရားကစစ်သားအာနန္ဒာဤတော်မှကြွမင်းကငါဘုရားတာသနာတော်အနှစ်2000ကျော်သောအခါပါပမင်းတို့လက်ထက်သိုးဆောင်12မျိုးတို့မှရုရှားလူမျိုးဖြစ်လက်တဲ့ဒီရုရှားလူမျိုးမင်းကလက်နက်စက်ကြာမျိုးမျိုးကိုတက်မြောက်ပြီးလက်နက်စက်ကြာရှင်ဖြစ်လက်တဲ့အဲ့ဒီလက်နက်ရှင်ဖြစ်တဲ့ရုရှားမင်းကအပန်တရာတိုင်းကြီးရှင်မြန်မာပြည် တို့နဲ့ချစ်ကြည်သော မဟာမိတ်ဖြစ်ကြလက်တန်းဆိုပြီးပြားရိတ်စကားမွကြတော်မူတဲ့ဒါကသာသနာတိုင်လာဒေသနာတော်ရဆိုသောအကြောင်းတည်းလို့ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်2500ကျော်ကကောရမမြတ်စွာဘုရားရဲ့ပြားလိုက်တော်ကဓာတ်ဒီကွက်ဒီတိကြမှန်ကန်နေတာကိုဒီကနေ့ကာလမှာအံ့ဩဖော်ရတွေ့မြင်ရတယ်လို့မရှမ်းမကြောက်ရေးသားထားပါတယ်။စစ်ကောင်စီရဲ့ဒုတိယဝန်ကြီးတန်းဦးကကောရမပြားလိုက်ကိုတကယ်ပဲသူယုံတယ်လို့ရေးတာလား။စာဖတ်သူတွေကြောက်ချစီလို့လို့ရေးတာလားမသိရတော့လဲစာအုပ်ဖြစ်တောင်ထွက်ပေါ်လာပါသေးတယ်။အဲ့ဒီစာအုပ်ကအခုကရုရှားအ နာရှင်ပူတင်နဲ့တွေ့ဆုံစဉ်မအားလာလက်ဝဲကင်ထားတဲ့တည်ရီဖုံးစာအုပ်ဖြစ်ပြီးအကျော်ဒီယာကျွတ်ပုံမြင်ကအခုခါရန်ကုန်မြို့ရှိတန်တမန်အတိုင်းဝိုင်းချမ်းမှာခွက်ခွက်လန့်အောင်ရှီမောနေကြပြီဖြစ်ပါတယ်